မင်္ဂလာပါရှင်မိုးတောင်းချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလ21ရက်နေ့အတွက်ဈေးဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးလိုက်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောင်းချန်နယ်ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရင်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာနှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေအေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာ တမ်ဘရော့စခန်းတွေနဲ့နိုင်ငံတော်အစိုးရထိန်းချုပ်ထားတဲ့မြို့တွေကိုအင်အားသုံးတိုက်ခိုက်လာခဲ့ပြီးနောက်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလက်ရှိချိန်ထိဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအေအေအိုးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမြို့တချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပြီးမြေတခြားတစ်ဖက်မှာတော့အေအေတပ်ဖွဲ့ဝင်အများအပြားကြဆုံခဲ့တယ်လို့ရခိုင်ပြည်နယ်အတွင်းနေထိုင်သူအများစုဟာလည်းစာဝင်းနေရေးပြဿနာတွေကိုရှင်းဆိုင်နေရစေဖြစ်ပါတယ်။ ရခိုင်လူမျိုးအများစုအားအေအေလက်နက်ကိုင်အဖွဲ့ဖန်တီးခဲ့တဲ့စစ်ပွဲကြောင့်အခက်အခဲမျိုးစုံရင်ဆိုင်နေရပေမဲ့အေအေအဖွဲ့ကောင်းဆောင်ထွန်မြတ်နိုင်တဲ့အေအေအဖွဲ့ဝင်တွေကတော့ငွေရစည်းဝါရောင်းချမှုတွေကြောင့်ကျွဲဝချမ်းသာနေတယ်လို့စစ်ပေးရှောင်ခဲ့တဲ့ရခိုင်လူမျိုးတွေရဲ့ပေါထင်းလူရဲမှုတွေကြောင့်ချမ်းသာနေရတယ်လို့သိရပါတယ်။ထွန်မြတ်နိုင်ဦးဆောင်တဲ့အေအေအဖွဲ့ဟာတိုက်ဝဲတွေအတွင်းအထူးကိန်းအကြဆုံးများပြားခြင်းရခိုင်လူမျိုးအများစုအခက်ခဲများစွာဖြစ်နေရခြင်းတွေရှိနေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နေစေဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေကလည်းအေအေအဖွဲ့ကို အမြင့်ပြတ်ချေမုံအောင်ပွဲခံဖို့ဂျိုးပန်းလျက်ရှင်နေရ။အေအေနဲ့ဘူပေါင်းအဖွဲ့တွေအထီးကိုင်းအကြဆုံးများလျက်ရှင်နေပါတယ်။အေအေအဖွဲ့ဟာ၎င်းတို့တပ်ဖွဲ့ဝင် အထီးကိုင်းများလာတဲ့အတွက်တမရော့ရဲ့တံပြန်တိုက်စစ်ကိုစိုးရိမ်ကြောင်ရွမှုများစွာရှိလာတယ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့ကထုတ်ပြန်တဲ့အေအေစာရဲမှာ တမရစစ်ကြောင်းတွေရဲ့စီရင်ပြင်ဆင်မှုတွေကိုထဲ့သွင်းရေးသားဖော်ပြမှုနဲ့အတူစိုးရိမ်မှုတွေရှိနေတဲ့အချက်ကိုတွယ်ဝပြီးဖော်ပြခဲ့ပါတယ်။အော်တိုဘာလ19ရက်နေ့ကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာအေအေအဖွဲ့စီရင်အရာထိတ်တိုက်ရင်ဆိုင်နေရတဲ့မျိုးတွေဖြစ်ကြတယ်။စစ်တွေကြောက်ဖြူမျိုးတွေမှာတမရစစ်ကြောင်းတွေကစိန်ယာတုံးမြင့်မှုတွေကိုပြန်လဲရေးကြောင်းကနေတဆင့်ခက်ဆစ်စီပြုတ်လုပ်လာနေရဲဆိုတာကိုထဲ့သွင်းဖော်ပြခဲ့တယ်လို့ တန်တွဲနဲ့ခွားမျိုးအနေပင်နယ်ပြင်မှာစစ်သည်မိုးတွေသွာလာလှုပ်ရှားမှုတွေကိုပုံမပြုတ်လုလာတယ်။ဒါအပြင်အဲဒီမျိုးတွေပေါ်မှာကင်းထောက်လျင်တွေနဲ့လက်ပတ်ပြန်ဝဲကင်းထောက်လှမ်းမှုတွေကိုအကိုရက်တွေအတွင်အရင်ကားထက်ခက်စိတ်စိတ်ပုံမပြုတ်လုလာတယ်ဆိုတဲ့အချက်ကိုထပ်မံထည့်သွင်းဖော်ပြထားတယ်လို့တပြိုင်နက်ထဲမှာတမရော်စစ်ကြောင်းတွေကအေးအေးအဖွဲယာယီထိန်းချုပ်ထားတဲ့မျိုးတွေထဲမှတချို့မျိုးတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့အတွက် ပြင်ဆင်နေမှုတွေကိုအခုရက်တွေအတွင်းမှာပုံမိုတွေးရှိလာရတယ်လို့ AA အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းဖော်ပြထားပါတယ်။တမ်းမတော်စစ်ကြောင်းကြီးရဲ့စီးရေလှုံ့ဆော်မှုအရှိန်မြင့်လာခြင်းတွေကြောင့်တန်တွဲနဲ့ကွားမြူအနီးပင်လယ်ပြင်မှာညာ6နာရီကနေမနေ့6နာရီထိညအချိန်ငါဖမ်းမှုတွေကိုအခုအော်တိုဘာလ19ရက်နေ့မှစပြီးအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့လည်း AA အဖွဲ့ကထပ်မံဖော်ပြထားပါတယ်။အချိန်အကန့်အသတ်မရှိငါဖမ်းခွင့်ပြုထားတာဟာ အကြမ်းဖက်မြန်မာစစ်တပ်ကိုစစ်အင်အားဖြည့်တင်းမှုနဲ့စစ်စင်ရေးအတွက်ငါးဖမ်းလေပေးကိုအကာအကွယ်ရှုကလွတ်လပ်စွာသွားလာနိုင်တဲ့အခွင့်အရေးမျိုးကိုဖြစ်ပေါ်စေရလို့လည်းအေအဖွဲ့ကဖော်ပြထားပါတယ်မြန်မာစစ်တပ်ရဲ့စီရင်လှုပ်ရှားမှုအပေါ်မူတည်ပြီးတော့ဒီတရင်ပေးတောင်းမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းမဲ့နေ့ကိုလည်းထပ်မံအသိပေးသွားမှာဖြစ်တယ်လို့အေအေအဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဟာတမရော်စစ်ကြောင်းတွေရဲ့ထိုးစစ်အရှိန်ကိုရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်နိုင်ဖို့တန်တွဲနဲ့ဂွားမြူအနီပင်လေပြင်းမှာငါးဖန်းခွင့်ပေးလိုက်တာလည်းဖြစ်ပွဲရှိသလိုတမ်ရော်ရဲ့စီရဲထိုးစိတ်ကိုစိုးရိမ်နေရမျိုးလည်းဖြစ်ပါတယ်။စီရဲလေးလာသူတို့ကအေးအကျန်းဖက်အဖွဲဟာလက်ရှိအချိန်မှာတမ်ရော်စစ်ကြောင်းတွေကကြီးရည်လေးပူပေါင်းတိုက်ခိုက်မှာကိုစိုးရိမ်နေရဖြစ်နိုင်တယ်။သူတို့ထုတ်ပြန်ချက်ထဲမှာတမ်ရော်ရဲ့စီရဲလှုပ်ရှားမှုတွေကိုထည့်သွင်းဖော်ပြထားတာတွေ့ရတယ်။အေးဟာတမ်ရော်ရဲ့ထိုးစိတ်ကိုစိုးရိမ်မှုမရှိဘူးဆိုရင် ။တမရော့စစ်ကြောင်းတွေရဲ့စည်ရေးလှုပ်ရှားမှုအခြေအနေကိုထည့်သွင်းဖော်ပြစရာမလိုဘူးလေ။တမရော့စစ်ကြောင်းတွေရဲ့စည်ရေးလှုပ်ရှားမှုတွေကိုဖော်ပြတာကြည့်ချင်းအဖြစ်အေးအေးဟာလက်ရှိအချိန်မှာတမရော့ကရခိုင်ပြည်နယ်ပတ်ချံကိုအရှိန်အဟုန်နဲ့ထိုးစစ်ဆင်မှာဆိုရင်ထိုင်းလန်နဲ့သဘောမျိုးတွေ့မြင်နေရတယ်လို့ပြောပါတယ်။ရခိုင်အကြမ်းဖက်လက်နက်ကင်အဖွဲ့အေးဟာကြောက်ဖြူတိုက်ပွဲတွေမှာဆိုရင်လေတမ်မတော်စစ်ကြောင်းတွေရဲ့ပူပေါင်းတုံ့ပြန်မှုတွေကြောင့်အထူးကိန်းအကြဆုံးတွေရှင်းဆိုင်ရရှင်နေပါတယ် အေအဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုတိုက်ခိုက်ရာမှာရပ်ပောင်းတရာအတွင်းယာယီထိန်းချုပ်ခွင့်ရခဲ့ပြီးမြေပစီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူမြို့ကိုတိုက်ခိုက်ရာမှာရှစ်လကျော်ကြာချိန်ထိအလုံးစုံသိမ်းယူနိုင်ခြင်းမရှိဘဲအထူးကအကြဆုံးများလျက်ရှိနေပါတယ်။ရခိုင်နယ်ကိုင်အဖွဲ့အေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြီးတော့ကြောက်ဖြူမြို့နယ်ကိုတဖြည်းဖြည်းချင်းစစ်ဝင်ခဲ့ပြီးနောက်တိုက်ဝဲတွေပေါ်ခဲ့ပြီးမြေတမရော်ကအသာစီးရပြီးဖြစ်ကအေအေလက်နက်ကိုင်အဖွဲ့ဟာလက်ရှိအချိန်မှာ လက်နက်နဲ့ခရင်လိုအပ်ချက်တွေရှိနေတယ်လို့ဆိုကြပါတယ်။ရခိုင်အရေးစိတ်ဝင်စားသူတဦးကလည်းကြားပြမျိုးမှာရခိုင်အကြမ်းဖက်အေအေရဲ့အခြေချစကန်းတွေတော့မရှိတော့ဘူး။ဆက်ဆောင်ပြည်သူတွေနဲ့လျှော်ပြီးကိုရောင်ဖြောင်းနေတဲ့အနေအထားဖြစ်နေရဲ့။တမ်မတော်ဘက်ကအေအေတွေရဲ့ခြေကုပ်စကန်းတွေကိုတိုက်ခိုက်ရှာမှာလင်းလင်းမြန်မြန်နဲ့စကန်းတွေကိုသိမ့်ပိုက်ရရှိနေခြင်းကအေအေအဖွဲ့မှလက်နက်ခရင်ချိုးတက်နေပြီဆိုတဲ့အချက်ကိုပြသနေခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအချိန်ကြာလာနေအမျှရခိုင်လက်နက်ကိုင်အဖွဲ့အေးဟာခင်မီလက်နက်ခဲယမ်းလိုအပ်ချက်တွေပုံမဖြစ်လာနေခြင်းတိုက်ပွဲအချိန်ကြာလာနေအမျှအေးအေးတပ်ဖွဲ့ဝင်တွေကြားစစ်ပင်ပန်းလာခြင်းထောက်ပံ့ပို့ဆောင်ရေးမကောင်းမွန်တဲ့အချက်တွေကိုပုံမရင်ဆိုင်လာနေရတယ်လို့ဆိုကြပါတယ်ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေးဟာတာဝေးပြစ်နိုင်တဲ့စနိုက်ပါတနတ်တွေကိုစောင့်ဖြူတိုက်ပွဲမှာအတေကထအုံပြုခဲ့ပေမဲ့ တမရော်စစ်ကြောင်းတွေဟာတနက်တန်ကြားတဲ့နေရာကို စိမ်ပြောင်းနေပစ်ခတ်ခြင်းဒရုန်းနဲ့တိုက်ခိုက်ခြင်းတွေပုံမှုလုံဆောင်ခဲ့ရာအေအဖွဲ့ဝင်အထင်းနာစေခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲဖြစ်ပွားမှု အချိန်ကြာလာနဲ့အမျှရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့ပြည်သူတွေဟာစာဝင်းနေရေးအခက်အခဲများစွာရင်ဆိုင်နေရတဲ့အတွက်အေအဖွဲ့အပေါ်စိတ်ဆိုးဒေါသဖြစ်မှုမြင့်တက်လာနေရာအေအဖွဲ့ပေါ်လူတို့ထောက်ခံမှုကြာဆင်းလာတယ်လို့လည်းသိရပါတယ်။ရခိုင်အရေးစိတ်ဝင်စားသူတို့က ျွန်တော်ကြားသိရသလောက်ဆိုရင်ကြောက်ဖြူတိုက်ပွဲမှာအေအေဘက်မှာကပြည်သူလူထုရဲ့အားပေးထောက်ခံမှုကလည်းတဖြည်းဖြည်းကျဆင်းလာတာတွေ့ရတယ်။တမတော်ဘက်ကရှေ့တန်းကတိုက်နေရဲ့အဖွဲတွေကိုမနေ့နေ့လေညစာတွေအထီကိုထမင်းတို့ရောက်အောင်ပုံနိုင်နေ။ခရမ်းတဲ့ဖို့လူနာကဲထုတ်တာကအစရင်ကြီးရင်ငယ်တုံးပြီးမြင်မြန်ဆောင်ရွက်နိုင်နေ။စိုးမိုးထားတဲ့မြေမှာလွတ်လပ်စွာလှုပ်ရှားသွားလာနိုင်နေ။ရခိုင်အကျန်းဖက်အေအေဘက်ကြတော့ အုတ်ချုပ်ထောက်ပံ့မှုကိစ္စတွေကိုညဘက်ကြမခိုးကြောင်ခိုးဝဲလောက်ရတယ်။ဒါတောင်ခဲရန်နဲ့ရိခါအတွက်ကလူတလောက်ရနိုင်မှာမဟုတ်ဘူး။ဥပမာတစ်ခုပြောရရင်လူနာတယောက်ဖြစ်လာတယ်။တမရော်ဘက်ကအကြောက်ဖြူစီယုံအဲဒီကောင်မှမနိုင်ရင်မင်္ဂလာတုံစစ်စီယုံပို့တာတော့အစင်းစင်စေးကူတောင်းမှုလုပ်လို့ရတယ်။အေအေဘက်ကတယောက်ထရင်စေးယုံနေရဆရာဝန်စေဝါအများကြီးကန့်သက်ချက်ရှိရဲ့။နေပညာနဲ့စစ်စင်နေရတဲ့ကာလမှာစွမ်းအင်ထောက်ပံ့ဖို့တမရော်စစ်ကြောင်းတွေက ရှေ့တန်းတက်ခွဲတွေအထိဂျမ်းမာနဲ့မီးဆက်စီ အလုံးအလောက်ထုတ်ပေးနိုင်တယ်။အေးအကျန်းဖက်လက်နဲ့ကင်အဖွဲကြတော့အဲ့ဒါမျိုးဘယ်လိုလုပ်လို့ရှာမလဲဆိုပြီးတော့ပြောပါတယ်။ထွန်းမြက်နိုင်အပါအဝင်အေးအဖွဲအကောင်းဆောင်တွေနဲ့ရခိုင်အကျန်းဖက်အေးကိုအပေးထောက်ခံတဲ့မီဒီယာတွေဟာမြေပြင်အခြေမှန်ကိုဖုံးကွယ်လင်းညာထားပေမဲ့လေလက်တွေတိုက်ပွဲတွေမှာတော့အေးအေးအောက်ခြေအဖွဲဝင်တွေဟာစစ်ပန်းမှုတိုင်းခရရလိုအပ်ချက်ပြဿနာနဲ့ လူတို့ထောက်ခံမှုကြဆင်းမှုတွေကိုပုံမိုရင်ဆိုင်နေရတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။ရွေးကောက်ဝယ်ကော်မရှင်ကလည်းရခိုင်ပြည်နယ်ရှိမြို့နယ်ဆယ်မြို့နယ်မှာရွေးကောက်ဝယ်မလုပ်ကြောင်းကြေညာထားပေမဲ့အဲ့ဒီမြို့နယ်တွေအနက်အေအေအဖွဲ့ရဲ့ယာယီထိန်းချုပ်မှုအောက်မှာရှိနေတဲ့အမ်းမြို့တောင်ကုန်းမြို့တန်တွဲမျိုးနဲ့ကွားမျိုးတွေကိုအဲ့ဒီစရင်မထည့်ထားတဲ့အတွက်အဲ့ဒီမျိုးနယ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အချက်မှာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။ ပြည်သက်ကြီးရဲ့တမရစစ်တောင်းတွေကအေအေအဖွဲ့တွေကိုဒရုန်းနဲ့တိုက်ခိုက်ချိန်မုံနေရဲ့ရုပ်သံဖိုင်ကိုထပ်မံပြီးတော့ဖော်ပြပေးလိုက်ပါရဲ့ရှင်။